ပြည့်ရွှေရှင်များအားလုံးပဲမင်္ဂလာပါရှင်။လာမယ့်တရက်၁၇လ၂၅เนาะ၂၀ကျိန်းအတွက်ဒီနေ့ကတော့ထိတ်စည်းလေးပေါ့เนาะဟော့ထိတ်ကလေးကိုရှားပေးလိုက်တယ်เนาะဒါဆိုရင်ကြည့်ပေးပါဦးเนาะဒီမှာရှိနေတာက၃ပါเนาะဒီမှာ၃เนาะဒီမှာเนาะဘယ်ကနန်းနေပေါင်းခြင်းလဲဆိုတော့ဒီမှာရှိတဲ့ရှေ့ရဲ့နေရဲ့ ိတ်စီးသုံးရင်သုံးလုံးပေါင်းမယ်။ရှစ်နဲ့ပေါင်းတော့သုံးညသုံးညနဲ့သုံးနဲ့ပေါင်းတော့ပေါင်းချင်းသုံးသုံးညညချင်းသုံးဆိုပြီးတော့ရထားတယ်။ဟုတ်ပြီနော်။ဒါဆိုရင်နောက်ထပ်တစ်ပိန်ကိုဆက်သွားမယ်။နော်။သုံးရှစ်ရှစ်ရဲ့ဒီမှာရှိတဲ့ရှစ်ပါ။ နော်ခုနအတိုင်းဆိုရင်ဒီမှာရှိနေတယ်3ညရင်5ရက်ဒီမှာလာမယ်ထိတ်စီးတစ်လုံးရင်3လုံးပေါင်းမယ်ဆိုရင်3ညနဲ့5နဲ့ပေါင်းတော့9 5ရက်3ရက်ပေါင်းတော့8 8ညညချင်း8ဆိုပြီးတော့ရတာဟုတ်ပြီနော်ဒါဆိုရင်ကုလာမဲပင်မှာပေါ့နော်ဒီမှာရှိနေတာကနှစ်နှစ်ကဆိုရင်ဒီမှာရှိနေတယ်၄ရက်နှစ်ရက်ရှစ်ရက်ပေါ့နော်သုံးလုံးပေါင်းမယ်၄နှစ်ပေါင်းတော့6 6ရက်ပေါင်းတော့၄နှစ်နက္ခတ်၄ဆိုပြီးတော့ရတာတယ် ထုတ်ပြီเนาะဒါဆိုရင်နောက်တစ်ပင်ကိုဆက်သွားကြည့်အောင်ဒီမှာရှိနေတာနှစ်ပေါ့เนาะ6ရေ9ရေ6ရေ၃လုံးပေါင်းမယ်เนาะ6 9ပေါင်းတော့1တိ6ပေါင်းတော့9နှစ်ရေပါဝါ9ဆိုပြီးတော့ရတာလေเนาะ ါဆိုရင်နာမည်ပင်အတွက်ပေါ့နော်နာမည်ပင်အတွက်ဆိုရင်ဒီမှာရှိနေတာက6ဒီမှာရှိနေတဲ့9ရယ်9ရယ်ထိပ်စီတစ်လုံးရယ်ပေါ့နော်၃လုံးပေါင်းမဲ့ဆိုရင်6ဘာဖြစ်မလဲပေါ့နော် equal power နက္ခတ်ပါနော်6ညီမချင်း6 6ရယ် power 1 6ရယ်နက္ခတ်ကို6တက်ဖို့ဆိုပြီးတော့၃လုံးရနှလုံးပေါင်းရင်6ဖြစ်ကြမယ်1ဖြစ်ကြမယ်9ဖြစ်ကြမယ်ပေါ့နော် ။ဒါဆိုရင်ခွန်6ပေါင်းတော့6နော်တုံးနဲ့ပေါင်းလဲ6ပဲဆိုတဲ့အတွက်ကြောင့်မလို့3ရထိပ်စီရမယ်။နော်။နောက်တစ်ခါခွန်6ပေါင်းတော့6နော်။နောက်တစ်လုံးနဲ့ပေါင်းရင်ဒီမှာ1ဖြစ်စင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့နော်။6ရှိပြီဒါ1ဖြစ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ငါထည့်မယ်เนาะခွန်6ပေါင်းတော့6 6ငါပေါင်းတော့ပေါင်းချင်းတည့်ရမ နော်အဲ့တော့ခွန်ကိုပေါင်းတော့6နော်တလုံးနဲ့ပေါင်းရင်ကိုဖြစ်စင်တဲ့ဆိုတော့ကြောင့်မို့လို့သုံးထည့်မယ်ခွန်ကိုပေါင်းတော့6 6ရဲ့3ရဲ့ပေါင်းရင်ဒီမှာလိုချင်တဲ့ပေါင်းချင်းကိုဆိုတာကိုရတာပဲနော်အဲ့တော့3ည5တုံးဆိုပြီးတော့ထိပ်စီက3လုံးရသွားတယ်ညီမတို့လာမယ် တရက်၁၇လ၂၅ပေါ့နော်20ကျင်းအတွက်ထည့်ပြီးကစားရမယ်ထိတ်စီးလေး၃လုံးက၃ရရင်၅ရေ၃ရေဆိုပြီးတော့ရှာတွေ့ထားပါတယ်။ဒါညီမရှာတွေ့တာအချိန်ပတ်ကျင်ဖြစ်ပါတယ်ကိုလိုမတော့ကြက်တူမဲကျန်နေတယ်ဆိုလိုက်ပြီးတော့ကစားကြပါနော်။အားလုံးပဲလမ်းပဲပတ်မှာအဆင်ပြေကြအောင်ပါတယ်ဆိုတော့ပြလိုက်ပါရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။